မင်္ဂလာပါဒီနေ့လာပြီးတော့မျှဝေပေးခြင်းတဲ့ဗီဒီယိုလေးရတော့အာဗီဒီယိုလေးရတော့ဗာလဲတခါတလေပေါ့နော်လူတိုင်းကိုပြောတာမဟုတ်ဘူးနော်တခါတလေကြားလို့ရှိရင်တဲ့လူတွေကဗာလဲဆိုတဲ့ခါကျတော့ခါတလေကြားရင်တဲ့လူတွေကအကျိုးလူတွေပေါ့နော်တွေ့ဘူးချင်းလဲတွေ့ဘူးကြားလိုက်မယ်ပေါ့နော်ဒီကျွန်တော်ဗီဒီယိုလေးတွေကိုနားထောင်နေတဲ့သူတွေပေါ့နော် တွေ့ဘူးကျင်လဲတွေ့ဘူးချလိုက်မယ်ပေါ့နော်တွေ့ဘူးလဲဆိုရင်လဲဒီဗီဒီယိုလေးတွေမှာကွန်မန့်လေးတွေရေးလာလို့ရတယ်တွေ့ကြုံဘူးတယ်အဲ့လိုမျိုးပေါ့နော်အာကိုကိုတိုင်းခံရတယ်ဖြစ်ပါစေအာတခြားလူရဲ့တခြားလူဖြစ်တဲ့အတွေ့အကြုံကို ဖြစ်ပါစေပေါ့နော်အဲ့လိုမျိုးလေးတွေလဲရေးလာပေးလို့ရတယ်ပေါ့နော်တချို့လူတွေကတဲ့ကုညီမလို့လို့နေတဲ့ကိုယ့်ဘုံကိုဘယ်လိုမျိုးတွေလောက်ချလဲဆိုရင်အစားတော့ကိုယ့်ကုညီမလို့လို့နေဒုက္ခပေးတဲ့သူတွေကလည်း ရှိနေတယ်တဲ့ဟုတ်တယ်နော်ကြုံဘူးချလာပေါ့နော်음ကျွန်တော်တို့ကျွန်တော်ဆိုရင်ကြုံဘူးတဲ့လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ကပေါ့နော်ကြုံဘူးတယ်ပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်အာအစားတော့တို့ကဘယ်လိုပြောရမလဲဆိုရင်အရာကိုမှအာကိုကိုတကယ်ပဲအာခင်မင်းနဲ့တကယ်ပဲချစ်ခင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့ကိုတကယ်တကယ်အခက်ခဲဖြစ်လာတဲ့အချိန်ကြရင်ကိုကိုတို့တွေက음 ဘယ်လိုပြောရအောင်လဲကိုကိုသူတို့တွေကဘယ်လိုပြောမလဲဟိုမဖြက်လာတော့ဘောနော်အစပုံစံအတိုင်းမဖြက်လာတော့ဘောနော်အစကတော့ကုညီမလိုလိုနဲ့ကိုကိုနောက်ပြန်ဆုံးချရင်ဒီနေရာတွေကနေအပြောင်းလဲတွေဖြစ်သွားအောင်ကိုကိုဒုက္ခပေးခဲ့တဲ့သူတွေလည်းဒါကြုံခဲ့ဘူးတယ်ဘောနော်လွန်ခဲ့တဲ့9နှစ်6နှစ်9နှစ်လောက်ပဲပြောပါတော့နော်အဲ့လောက်လောက်မှတွေ့ဘူးတယ်ဘောနော်အဲအကြောင်းမို့လို့ဒီမျိုးတွေတွေ့ဘူးလားဘောနော်နောက်တစ်ခုကြရပြောရမလဲဆိုတဲ့ခါကြရင် ခဏလေးနော်ဖုံးလာလို့ညာနေပြီးမှပြောမယ်အဲနောက်တစ်ခုကြားလို့ရှိရဲ့ဗာလဲဆိုတော့တခါတလေကြာရင်ကိုကဒီလူကတော့ငါတို့ဘုကိုဘဝအတွက်တကယ်ကိုယုံကြည်ရတဲ့လူယုံကြည်စိတ်ချရတဲ့သူပေါ့နော်အဲ့လိုမျိုးပေါ့နော်အာဒီလူအဲ့လိုပုံစံမျိုးပေါ့နော်အဲဆိုတော့ယုံကြည်ရမလို့လို့နဲတဲ့ကိုကိုလှည့်စားတတ်တဲ့သူတွေကလည်းရှိတာပဲပေါ့နော်အဲ့လိုမျိုးတွေ့ဘူးလားပေါ့နော်ဒါတော့ အာအဲ့လိုမျိုးပေါ့တချို့တွေဆိုလို့ရှိရင်အာဒီလူကတော့စိတ်ချရပါတယ်ယုံကြည်ရပါတယ်ဆိုပြီးတော့ကိုကပွပွင့်လင်းလင်းကိုရဲ့လုပ်ငန်းအကြောင်းဖြစ်ပါစေကိုရေးကိုတာကိစ္စဖြစ်ပါစေပေါ့နော်ဒါပေမဲ့ခုရှိမှတော့ဟုတ် ဟုတ်တယ်အာဘလူပဲဖြစ်ဖြစ်ရကိုင်းတော့ပြီနောက်ပိုင်းကျရင်ကိုကိုလှည့်စားတတ်တဲ့သူတွေကတချို့လူတွေရှိတယ်ပေါ့နော်လူတိုင်းကိုဆိုလို့လားမဟုတ်ဘူးเนาะတချို့ဆိုလို့ရှိရင်ရှိတယ်ကိုကိုလှည့်စားတတ်တဲ့သူတွေလည်းရှိတာပဲပေါ့နော်အဲ့လိုပုံစံမျိုးเนาะ နောက်တစ်ခုကြရယ်ဘယ်လိုလဲဆိုတဲ့ခါကြတော့တချို့တွေဆိုလို့ရှိရင်ကွာအာတကယ်ကိုယူသားတယ်တကယ်ကိုဖြူစင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ကိုကိုတိုင်းကလည်းအဲ့လိုမျိုးကိုကိုကိုစိတ်နဲ့ကွာပေါင်းပြီးတော့လုံနေတာကိုအဲ့ဆိုတဲ့ခါကြတော့အာယူသားမလို့လို့နဲ့တခါမဖြစ်လဲဆိုတော့ကို့အပေါ်ကိုဟန်ဆောင်ကောင်းတဲ့သူတွေလဲရှိတယ်ပေါ့နော် ကိုကတော့ဒီလူကတော့ကို့အပေါ်မှာတကယ်ရိုးသားတယ်တကယ်ဖြူစင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်အာကိုကထင်ထားခဲ့တယ်ပေါ့ဥပမာဒါပေမဲ့အဲ့ဒီလူတယောက်ကအာအဲ့ဒီလူတယောက်ကဘာလဲဆိုတော့ကို့အပေါ်မှာ तू ကဟန်ဆောင်ကောင်းတဲ့လူတယောက်ဟန်ဆောင်ကောင်းကောင်းနဲ့ကို့နားမှာနေပြီးတော့အဲ့လိုမျိုးနေပြီးတော့နောက်ကွယ်မှာကြာရင်ကို့ကိုမကောင်းပြောတဲ့သူတွေပေါ့နော်ဂျုံဘူးလားပေါ့နော်ဒါကြောင့်မလို့ကုညီ ကိုယ့်ဘောကိုကုညီမလို့လို့နဲ့ဒုက္ခပေးတဲ့သူတွေလည်းရှိတယ်လို့တခါယုံကြည်ရမလို့လို့နဲ့ကိုယ့်ဘောကိုလှည့်စားတတ်တဲ့သူတွေကလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးတွေပေါ့နော်ဒါကြောင့်မို့လို့ဘာပဲလုပ်လို့ဘာပဲပဲနေရာကိုပဲတော်တော်ပေါ့နော်အဆဆအရာရာကိုကသတိထားရမှာပေါ့နော်ဥပမာအလုတ်ရှင်နဲ့အလုတ်သမားဆိုလိုကောင်းပေါ့အာဒီ ဟာလေးကတော့အရင်ဗီဒီယိုတစ်ဖိုင်မှာကျွန်တော်ပြောပြတယ်ပေါ့နော်အလုရှင်နဲ့လို့ဒီမှာဆိုလို့ရှင်တဲ့ဒီတိုင်းပဲပေါ့နော်ကိုကတကယ်ရိုးသားတဲ့သူလားအဲကိုပေါ့ကိုဟန်ဆောင်နေတဲ့သူလားဆိုရင်ကြာလာရင်ဖြေကဒီလူရဲ့ပုံစံကပြလာတာပဲပေါ့နော်ကြာထားပြီးပြပြပေးလိမ့်မယ်ပေါ့နော်။ဟိုဝင်ခဲ့တဲ့9လ6လလကပေါ့နော်။ coffee ဆိုင်လေးတစ်ဆိုင်ရှိတယ်ပေါ့နော်။အဲ့ဒီ coffee ဆိုင်လေးတစ်ဆိုင်မှာတတိယကသူ့ရဲ့ဝင်ထမ်းကိုအရန်ကိုမ ယုံကြည်ရတာပေါ့နော်အစပိုင်းကတော့သူကကိုယ့်ပုံသူဒီတစ်သေးပေါ်မှာတကယ်ကိုကောင်းတယ်တကယ်ကိုရိုးသားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတစ်သေးကဘယ်လိုဖြစ်လဲဆိုတဲ့အခါကျအော်တကယ်ကိုအပေါ်မှာရိုးသားတယ်တကယ်ကိုဖြူစင်တယ်ဆိုပြီးတော့နောက်တော့ဘယ်လိုလုပ်လဲဆိုတဲ့အခါကျတော့ဆိုင်ကိုသူ့ကိုအပ်ထားတယ်ပေါ့နော်သူ့ကိုလွှတ်ပြီးရင်သေးကဂျန်နဲ့အလုပ်တွေကို ွားလို့တယ်ဥပမာဆိုင်ကိုမလာပြတဲ့ရက်တွေရှိလာတယ်ပေါ့နော်အဲ့လိုမျိုးရှိလာတဲ့ရက်ကြီးတွေရောက်လာတော့ကိုသူ့ရဲ့လူယုံတော်စိတ်ချရပြီဆိုတဲ့သူက နောက်ဆုံးကြတော့ဘယ်လိုလုပ်လဲဆိုတော့ဆိုင်ကို ပိတ်လိုက်ရတဲ့ထိအောင်တော်မှဇင်းနေလိန်လာတယ်ဇင်းနေခိုးလာတယ်ပေါ့နော်အဲ့လောက်ထိကိုဖြစ်လာတယ်ပေါ့နော် ကြည်ကြည်အဲ့လောက်ဒီဖြစ်လာတဲ့အခါကျတော့တထည့်ရဲ့ဘာဖြစ်သွားလဲဆိုတော့ဆိုင်မှာပိတ်လိုက်ရတဲ့အဆင်ကိုဖြစ်သွားတာပေါ့နော်အဲအခုလိုမျိုးလေးတွေမဖြစ်ရအောင်လို့မို့လို့ခုလည်းအာဘယ်သူရဲ့ဖြစ်ဖြစ်ပေါ့နော်ကိုကိုကိုအားလုံးအာအမြဲတမ်းကိုကတတိရှိပါတတိလည်းအမြဲတမ်းထားရမယ်ပေါ့နော်အဲကြောင့်ကိုတချို့လူတွေကြားတော့တကယ်ကောင်းပါတယ်။အာနောက်တစ်ခုကြားရင်ဒီဟာလေးပြောပြရင်ကျွန်တော်ဗီဒီယိုလေးကိုဆုံးသတ်မယ်နော်။ဆိုတော့ တငယ်ချင်းနေဟောက်ပေါ့နော်ပြပြပေးမယ်ပေါ့နော်တကယ်တငယ်ချင်းကောင်းဆိုတာအဲ့ဒါပဲပေါ့နော်ဆိုတော့ကလေးလေးနှစ်ယောက်ကလေးလေးနှစ်ယောက်မှာပေါ့နော်အဲ့ဒီကလေးလေးနှစ်ယောက်မှာဆိုလို့ရှိရယ်ကောင်လေးတစ်ယောက်ကအဲတက်နဲ့နှစ်နဲ့ပြောလိုက်မှာကွာနံပါတ်၁လူကဒီကြောင်းသွားဖို့အရာအတွက်ကိုပါလဲဆိုရင်ဆိုင်ကယ်လေးတစ်စီးရှိတယ်ပေါ့နော်နံပါတ်၁လူနံပါတ်၂လူက မိဖတွေကမပြေလည်ဘူးမပြေလည်သေးတဲ့အခါကျတော့မဝယ်နိုင်သေးဘူးပေါ့နော်အဲ့ဒီအချိန်မှာဘယ်လိုမျိုးလုပ်လဲဆိုရင်နံပါတ်1လူကနံပါတ်2လူကိုသူကဗာလဲဆိုရင်နံပါတ်2လူကိုဘာမှမျှော်လင့်ချက်မထားဘူးမျှော်လင့်မထားဘူးသူလည်းကြောင်းသွားတာပဲတူတူအဲ့ဒီနံပါတ်1လူကိုအမြဲတမ်းခေါ်ဆောင်သွားတာပေါ့နော်အမြဲတမ်းတင်ဆောင်တယ်အမြဲတမ်းခေါ်ဆောင်သွားတာပေါ့နော်အဲ့လိုပုံစံမျိုးနော်အဲ့ဒါဆိုတော့အာ တနေ့မှဘယ်လိုဖြစ်လာလဲဆိုတော့နံပါတ်2နဲ့လူကဆိုင်ကယ်လေးတစ်စီးဝယ်လို့နိုင်လာပြီဝယ်လို့နိုင်တာပေါ့နော်ဝယ်စီးလာတယ်ပေါ့နော်အဲ့ဒီချိန်မှာအလှအပြောင်းကဘယ်လိုဖြစ်သွားလဲဆိုရင်နံပါတ်1လူကသူစီးနေတဲ့ဆိုင်ကယ်လေးကသူများခိုးခံသွားတယ်သူများခိုးတာခိုးခံလိုက်ရတယ်ပေါ့နော်အာဆိုတော့ သူများကိုခံလိုက်ရတယ်ပြီးရင်ဒီလေမုန်တိုင်းနေတိုက်တယ်ခိုက်တယ်ဗောနော်လေမုန်တိုင်းနေအရန်တိုက်ခိုက်တဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုရင်သူတို့ရဲ့နေတဲ့အိမ်လေးကလည်းပြိုပြည့်စီသွားတယ်ပစ္စည်းတွေကိုဆိုရင်လည်းအကုန်လုံးဘာမှမရဘူးဗောနော်အကုန်လုံးကုန်သွားတာဗောနော်အဲ့လိုမျိုးเนาะအဲ့ဒီမှာဘာဖြစ်လဲဆိုတော့နံပါတ်နဲ့လူကဘာမှမဖြစ်ဘူးအဲ့ချိန်မှာအဲ့ဒီမှာဘယ်လိုလုပ်လဲဆိုရင်နံပါတ်နဲ့လူကအဲ့လဲဆိုတော့အဲ့ဒီနံပါတ်1လူကို ပြန်ပြီးတော့ကူညီတယ်တကယ်အဲ့ဒါတကယ်ချင်းကောင်းပေါ့နော်ကိုမရှိတဲ့အချိန်တော့တက်လူကသူ့အပေါ်ကို အရန်ကိုမှကူညီပံ့ပိုးပေးခဲ့တယ်လူဘဝဆိုတာအပြောင်းအလဲတွေကတကယ်ကြောက်စရာကောင်းတယ်ပေါ့နော်နံပါတ်1လူကဆိုင်ကယ်လေးဝယ်ပြီးတော့နံပါတ်1အလူကအဲ့လိုမျိုးအဖြစ်ဆိုးမျိုးတွေဖြစ်သွားတဲ့အခါကျတော့အဲ့ဒီနံပါတ်1လူကနံပါတ်1လူကိုပြန်ပြီးတော့တင်းဆောင်တယ်ကြီးစားဘလောက်ထိကောင်းလဲဆိုတာဒါကြောင့်မလို့အဲ့ဒီလိုမျိုးတကယ်ချင်းကောင်းနေရလာပြီဆိုလို့ရှိရင်လည်း ကိုကတကယ်တန်ဖိုးထားတတ်ဖို့တော့လိုတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးကျမှကျွန်တော်တို့ပြန်လဲဆွေးနွေးကြမယ်ဒါကြောင့်မို့လို့လူတွေရဲ့အကြောင်းလေးပေါ့နော်အဲ့လိုမျိုးတချို့တွေဆိုလို့ရှိရင်တကယ်ကိုကိုယ့်ဘုတ်ကိုကုညီမလို့လို့နဲ့နော်ကိုယ့်ကိုဒုက္ခပေးသွားတဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့အားလုံး အတီဝတီရထားပြီးတော့အားလုံးအဆင်ပြေကြပါစေလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပေးရစေเนาะအားလုံးဘိုင်ဘိုင်နောက်ပြည်တွေကြမှာကျွန်တော်တို့ပြန်လဲဆုံစည်းကြမယ်เนาะ